ရုရှားနဲ့ယူကရိန်းကြားကဒုတိယအကြိမ်ငြိမ်းချမ်းရေးဆွေးနွေးမှုဟာလည်းထင်သာမြင်သာတဲ့တိုးတက်မှုတွေမရှိဘဲပြီးဆုံးခဲ့ပြန်ပါတယ်။ဂျွန်လ၂ရက်နေ့ကနှစ်နိုင်ငံကိုယ်စားလှယ်တွေဟာတူရကီနိုင်ငံအစ္စတန်ဘူမြို့မှာဒုတိယအကြိမ်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။အခုဆွေးနွေးပွဲမှာတော့လလောလလတ်အဖြစ်ယူကရိန်းကရုရှားလီဒါစကန်တချို့ကိုဒရုန်းတွေအသုံးပြုတိုက်ခိုက်ခဲ့ပြီးဘုံကျဲလေယာဉ်တွေကိုဖျက်ဆီးထားခဲ့တဲ့စစ်စင်ရေးရဲ့အငွေအသက်တွေလွှမ်းမိုးတိုက်ရောက်နေခဲ့ပါတယ်။မျောလင့်ထားတဲ့အတိုင်းရုရှားဟာ ယူကရိန်းအမေရိကန်နဲ့အနောက်မဟာမိတ်နိုင်ငံတွေရဲ့အဓိကတောင်းဆိုချက်ဖြစ်တဲ့ချင်းချက်မရှိအပြတ်ခတ်ရစဲရေးကိုညှင်းဆိုခဲ့တယ်လို့ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကပြောပါတယ်။အဲ့ဒီအစားနောက်ထပ်ဆက်သုပ်ပန်းတွေနှစ်နိုင်ငံကြားမှာလဲလှယ်ကြဖို့ပဲရုရှားကလက်ခံခဲ့တယ်လို့ဆိုပါတယ်။နောက်ပြီးနှစ်နိုင်ငံကြားမှာတင်းဆက်ရမိထားတဲ့စစ်သည်အလောင်း12000လောက်ကိုလည်းအပြန်အလှန်လဲလှယ်သွားမယ်လို့ဆိုပါတယ်။ရုရှားဘက်ကတော့စစ်မြေပြင်ရဲ့တချို့သောနေရာတွေမှာ နှစ်ရက်ကနေ၃ရက်ထိအပြည့်ရထားဖို့ကမ်းလှမ်းခဲ့တယ်လို့ပြောပေမဲ့အသေးစိတ်ကိုတော့မှတ်ချက်မပေးခဲ့ပါဘူး။ဖီနီဘွဲဟာတနအီလောက်သာကြာမြင့်ပြီးခက်မမြန်ပြီးဆုံးသွားတယ်လို့လည်းတူရကီအစိုးရကပြောပါတယ်။တုတ်ပန်းလဲလဲရမှာနာမကျန်းဖြစ်သူတွေ၊ဒဏ်ရာပြင်းထန်ရထားသူတွေနဲ့အသက်25နှစ်အောက်အရွယ်တွေကိုဦးစားပေးပြန်လွှတ်ပေးကြဖို့လည်းနှစ်ဖက်ကြားမှာသဘောတူညီမှုရရှိခဲ့ပါတယ်။အမေရိကန်အစိုးရဟာ၃နှစ်ကျော်ကြာမြင့်လာပြီးဖြစ်တဲ့စစ်ပွဲကိုအဆုံးသတ်ဖို့ရုရှားရောယူကရိန်းကိုပါဖိအားပေးနေပေမဲ့ တူရကီမှာပြုတ်လောက်တဲ့အတွက်ဆောင်ဆွေးနွေးမှုနဲ့ပတ်သက်လို့နိုင်ငံတကာမျှော်လင့်ချက်ထားမှုကတော့အမကောင်းလှပါဘူးလက်ရှိအချိန်တွေမှာတော့ရုရှားဟာစစ်ပွဲမထိုင်ခင်2014ခုနှစ်ကတည်းကတင်းယူထားခဲ့တဲ့ခရိုင်းမီးယားကျွန်းဆွယ်အပါအဝင် ယူကရိန်းတနိုင်ငံလုံးရဲ့၅ဘုံတဘုံလောက်ထိကျယ်ပြန့်တဲ့နေမျိုးတွေကိုထိန်းချုပ်ထားပါတယ်ယူကရိန်းကာကွယ်ရေးဝန်ကြီးရူစတန်ဥမာရော့ကယူကရိန်းဟာအနည်းဆုံးရက်30ချွင်းချက်မရှိအပြည့်ခတ်ရစဲရေးအပါအဝင်ငင်းချမ်းရေးဆွေးနွေးမှုအစွန်ပြုလွတ်လားချက်တွေကိုရုရှားစီပေးအပ်ထားပြီးဖြစ်ပေမဲ့ ရုရှားဘက်ကတုံ့နှိဘာဝေဖြစ်နေစေလို့ပြောပါတယ်။တစ်ဖက်မှာတော့ရုရှားအစိုးရမီဒီယာတွေကအစ္စတန်ဘူမှာဒုတိယအကြိမ်ဆွေးနွေးမှုပြီးရုရှားဘက်ကလည်းလိုလားတဲ့အချက်တွေကိုအသိပေးတောင်းဆိုခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။အဲ့ဒီထဲမှာတော့ရုရှားကဒဇိတ်တစ်ပိုင်းထိန်းချုပ်ထားတဲ့ပြည်နယ်လေးခုထဲက ယူကရိန်းတပ်တွေအားလုံးဆုတ်ခွာပေးပြီးအဲ့ဒီပြည်နယ်တွေကိုရုရှားပိုင်နက်အဖြစ်အသိအမှတ်ပြုရမယ်ဆိုတဲ့အချက်လည်းပါဝင်ပါတယ်။ဒီကိစ္စဟာယူကရိန်းအတွက်လိုက်ရောလက်ခံဖို့ခဲယဉ်လွန်းတယ်လို့လေလာသူတွေကသုံးသပ်ထားကြပါတယ်။ ဒါရင်မကသေးပဲယူကရိန်းဟာနေတိုးပါဝင်ဗက်ဆင်မဟာမိတ်အင်အားစုနဲ့မှမပူးပေါင်းဘူးယူကရိန်းစစ်အင်အားကိုကန့်သက်ထားရှိဖို့ရုရှားဘာသာစကားကိုတရားဝင်ဘာသာစကားအဖြစ်သတ်မှတ်ဖို့ရုရှားအပေါ်နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေပယ်ဖျက်ပေးဖို့ဆိုတာတွေလည်းပါဝင်တယ်လို့သိရပါတယ်ယူကရိန်းရဲ့ညှိနှိုင်းရေးအရာရှိတွေကတော့ရုရှားအနေနဲ့ယူကရိန်းဘက်ကပို့ဆောင်ထားတဲ့အစိုးပြချက်တွေနဲ့ပတ်သက်ပြီးဂျွန်လကုံလောက်နောက်ဆုံးထားပြီးအကြောင်းပြန်ပေးဖို့မျှော်လင့်ကြောင်းလည်းပြောကြားထားပါတယ်ရှင်